ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့မေလ9ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရောင်ပါပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ယူကရိန်းတမန်ရရဲ့လုံခြုံရေးတာဝန်မယူဆိုတဲ့စကားကြောင့်နေပြည်တော်မှာစိုးရိမ်မှုများနဲ့လှုပ်လှုပ်ခက်ခက်ဖြစ်နေပေမဲ့မင်းအွန်လိုင်းရုရှားတောရောင်ရန်ဆုံးဖြတ်ထားဆဲဖြစ်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရုရှားနိုင်ငံမော်စကိုမြို့မှာပြုလုပ်မဲ့ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ရင်းမြစ်နီအောင်ပွဲအခမ်းအနားကိုတက်ရောက်မဲ့ နိုင်ငံတကာခေါင်းဆောင်တချို့ရဲ့လုံခြုံရေးကိုတာဝန်မယူဟုယူကရိန်းတမနာဇယ်လန်စကီးရဲ့ထုတ်ပေါ်ပြောဆိုမှုကြောင့်နေပြည်တော်မှာလှုပ်လှုပ်ခက်ခက်ဖြစ်သွားပေမဲ့လည်းမင်းအွန်လိုင်းရုရှားတောရောက်ရန်ဆုံးဖြတ်ထားစေဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်များကပြောဆိုပါတယ်။ရုရှားနိုင်ငံမော်စကိုမြို့မှာနှစ်80ပြည့်ရင်းမြစ်နီအောင်ပွဲနေ့အတွက်မေလ10ရက်နေ့မှမေလ10ရက်နေ့အထိ၃ရက်ကြာအပြည့်ခတ်ရက်စဲရန်ရုရှားရဲ့ကမ်းလှမ်းချက်ကိုမေလ3ရက်နေ့မှာယူကရိန်းတမနာဇယ်လန်စကီးကပယ်ချခဲ့တဲ့အပြင် ရုရှားကဖိတ်ကြားထားတဲ့နိုင်ငံတချို့ရဲ့ခေါင်းဆောင်များရဲ့လုံခြုံရေးကိုအာမခံချက်မပေးနိုင်ကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ရုရှားပိုင်နက်မှဖြစ်ပျက်နေတဲ့ကိစ္စအတွက်ကျွန်တော်တို့တာဝန်မယူနိုင်ပါဘူး။ရုရှားကသူတို့ကိုလုံခြုံရေးပေးတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဘာလုံခြုံရေးအာမခံချက်မှမပေးနိုင်ဘူးလို့ယူကရိန်းသမ္မတဇယ်လန်စကီကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။မေလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့မှာဒုတိယကမ္ဘာစစ်အောင်မြင်ခြင်း80ပြည့်နှစ်ပတ်လည်နေ့ကိုကျင်းပမှာဖြစ်ပြီးမင်းအွန်လိုင်းအပါအဝင်တရုတ်သမ္မတရှီကျင်းဖြင့်ဘယ်လာရုစ် စာဘီယာတို့ပါဝင်တဲ့နိုင်ငံပေါင်း20ကျော်မှခေါင်းဆောင်များကိုအခမ်းအနားကိုတက်ရောက်ရန်ရုရှားကဖိတ်ကြားထားပါတယ်။ယူကရိန်းသမ္မတရဲ့လုံခြုံရေးတာဝန်မယူဆိုတဲ့စကားကြောင့်ရုရှားကိုတွားရောက်မဲ့မင်းအောင်လှန်အပါအဝင်နေပြည်တော်မှစစ်ဗိုလ်ချုပ်တချို့အကြလုံခြုံရေးအတွက်စိုးရိမ်မှုများရှိနေပေမဲ့ရုရှားခရီးစဉ်ကိုတွားရောက်ဖို့မင်းအောင်လှန်ကဆက်လက်ဆုံးဖြတ်ထားကြောင်းသိရှိရပါတယ်။မေလ9ရက်နေ့မင်းအောင်လှန်အပါအဝင်စစ်ဗိုလ်ချုပ်တချို့ကနေပြည်တော်မှ MAI Airbus လေယာဉ် XYALK နဲ့ရုရှားကိုထွက်ခွာမှာဖြစ်ပြီး မင်းအွန်လိုင်းနဲ့အတူစစ်တပ်ရဲ့ကြီးရည်လေးဗိုလ်ချုပ်တချို့လိုက်ပါကြမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ထမှန်သိရှိရတဲ့တရင်ကတော့ကရင်ပြည်နယ်ဖအံမြို့မှာရှိတဲ့တရင်တပ်ဖွဲ့များရဲစခန်းများရုံးဌာနများဘန်ကာများကရုတ်ချင်းများနဲ့မြို့ပတ်ပတ်လည်မှာခုခံစစ်ပြင်ဆင်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ကရင်ပြည်နယ်ဖအံမြို့မှာရှိတဲ့တရင်တပ်ဖွဲ့များရဲစခန်းများရုံးဌာနများမှာဘန်ကာများကရုတ်ချင်းများနဲ့မြို့ပတ်ပတ်လည်မှာမြို့အတွက်ခုခံစစ်များပြင်ဆင်ပြီး တက်မြတ်ဖြန့်ကျက်ထားကြောင်းဖအံဒေတာတရင်ရင့်မြစ်တချို့ကပြောဆိုပါတယ်။ KNL တက်မှာအများစုမှာ KNL PDF ပူးပေါင်းတက်များကစစ်ကောင်စီတက်စကန်များကာကင်းများကိုတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်လာပြီးနောက်ကရင်ပြည်နယ်ဖအံမြို့တွင်မှာစစ်ကောင်စီတက်ကခုခံစစ်ပြင်ဆင်လာခြင်းဖြစ်ကြောင်းဖအံမြို့တက်ခတ်ခံရမယ့်အရေးမှကြိုတင်ကာကွယ်ရေးစီမံချက်များကိုလည်းစစ်ကောင်စီတက်ကရေးဆွဲထားပြီးတက်ဖြတ်မှုများနဲ့ခုခံစစ်အတွက်အကြီးအကျယ်ပြင်ဆင်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အခုတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေက ဖအံနဲ့အတော်ကိုကတ်လာတယ်။ဂျိုင်းတရာကျော်ရင်ဖြစ်ဖြစ်နဘူးတော်လမ်းဘက်ကဖြစ်ဖြစ်ခရီးတန်လေဘက်ကဖြစ်ဖြစ်မြန်ကလေးမုတ်ကတိဘက်ကဖြစ်ဖြစ်ဖအံကိုအချိန်မရွေးဝင်လို့ရတဲ့လမ်းကြောင်းတွေရှိနေတယ်။အဲနောက်ကျောင်းတမနှစ်နှစ်ကမြို့ပပတ်လေးမှာခုခံစီပြင်နေတယ်။လုံးညာတာမညာဘက်ကယော်ရီမှာစစ်တပ်စစ်ကြောင်းတွေဖြန့်တာကင်းမုံတွေချတာရှိတယ်။အပေါင်ထီလုံဘက်မှာလည်းတန်ချက်ကကားတွေလက်နက်ကြီးတက်တွေဖြန့်တာရှိတယ်။ခရီးတန်လေဘက်နဲ့မုတ်ကတိမိဇံဘက်မှာလည်းတန်လွင်မြစ်ထဲစစ်သင်းမော်တွေကင်းပတ်နေတယ်လို့ ဖန်ချီဆိုင်တက်တဲ့နီးစက်တဲ့တရင်ချင်းမြများကပြောဆိုပါတယ်။ဖန်တက်နေမှာရှိတဲ့တရင်ဆယ်ကူမှစစ်တီမိသားစုများတားသမီးဇနီးများလဲခမရနှစ်တုံညာတင့်တဲ့ခမရနှစ်တုံညာနှစ်တရင်များမှာအခြေခံပြစ်ခတ်မှုစစ်တပ်များတက်ရောက်နေရကြောင်းပြစ်ခတ်မှုတင်တဲ့များတက်ရောက်ပြီးပါကတရင်တက်ဖွဲ့များရဲ့လုံခြုံရေးနဲ့မျိုးဆောင်အရန်အင်အားဖြင့်တာဝန်ထမ်းဆောင်ရမှာဖြစ်ကြောင်းသိရှိရပါတယ်။ဖန်မှာတက်မနစ်နစ်အောက်မှာခမရခါလာရစေးတက်တက်ထင်းထောက်ပု GE တက်အမြောက်တက် ဆက်သွယ်ရေးတပ်စာရဖစစ်လက်နက်ပစ္စည်းတပ်အားလုံး၁၀တပ်ရှိပါတယ်။အဲ့ဒီကစစ်သားသားသမီးတွေမိမတွေကိုစစ်တင်နှံပေးနေတယ်။မျိုးစောက်အရန်အင်အားသုံးဖို့ဆိုပြီးလှုပ်တော့တက်သေးကလူတွေအပြင်အလုတ်ထွက်လို့ရတာအကုန်နာပြီးနှစ်တုံညာတက်နှစ်တုံညာနှစ်မှာတင်နှံတက်နေရတယ်လို့ဖအန်ဒေတာတရင်ရင်းမြစ်များကပြောဆိုပါတယ်။ဒါပြင်စစ်ကောင်စီက BGF တက်များအနေနဲ့ KNL တက်များနဲ့ပူးပေါင်းသွားမှာကိုစိုးရိမ်နေပြီး KNL မဟာမိတ်ပူးပေါင်းတက်များကဖအန်ကိုတိုက်ခိုက်လာခြင်း BGF TKB KNL PC အပါအဝင်ကရင်တပ်များအားလုံးမိခင် KNU နဲ့ပြန်လည်ပေါင်းစည်းမည်ကိုလည်းစစ်တပ်ကအကြီးကျယ်စိုးရိမ်နေကြောင်းသိရှိရပါတယ်။စက်ကစက်ကတော်တော်လေးကိုစိတ်ပူနေတယ်။ကရင်ဖုံးကြီးတွေနဲ့ကရင်အုပ်စုတွေကိုထိမ့်ပေးဖို့ပြောတယ်။ BGF တွေကိုလည်းသူတို့အောက်မှာပဲဆက်ရှိဖို့နဲ့ထိမ့်ဖို့အမျိုးမျိုးစ조사နေတယ်လို့ဖန်အန်ဒေတာတရင်အင်းမြင့်များကရှင်းပြပါတယ်။နောက်ထပ်သိရှိရတဲ့တရင်တွေကတော့ချင်းပြည်နယ်ဖလန်းမြို့တိုင်းတိုက်ပွဲမှာပြန်လာတဲ့အောင်ပွဲရာရှီတန်းပြန်စစ်ကြောင်းမှုများ ရဲဘော်များနဲ့တပ်ပေါင်းစုတာဝန်ခံများကိုဒေသခံများကကြိုဆိုပွဲကိုစကိုင်းညာဒေသတနေရာမှာပြုလုပ်ခဲ့ပါတယ်။စကိုင်းဖက်ဒရယ်တပ်ပေါင်းစုအမတ်၃နဲ့အမတ်၅စစ်ကြောင်းတို့မှရဲဘော်များကိုစကိုင်းဖိုရမ်ဖက်ဒရေးရှင်းအလုံးမှုဆောင်ကော်မတီဥက္ကဋ္ဌနဲ့အလုံးမှုဆောင်ကော်မတီဝင်များလုပ်ငန်းကော်မတီဝင်များစီရေးလုပ်ငန်းအဖွဲ့ဝင်များတပ်ပေါင်းစုရဲဘော်များနဲ့ဒေသခံပြည်သူများကအောင်တပြေပန်းများနဲ့ကြိုဆိုခဲ့ကြပါတယ်ခင်ဗျာ။ကျွန်တော်လက်ရှိတရင်တင်ဆက်နေတာမှာပြီးဆုံးပြီ။ တရင်ကြည့်ရှုနေတဲ့ပရိသတ်များကိုအတိပေးကျင်တာကတော့ကျွန်တော်တို့ channel လေးကမြေပြင်အခြေအနေတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့တရင် channel တစ်ခုဖြစ်ပါတယ်။တရင်နားထောင်နေကြတဲ့ပရိသတ်အားလုံးတရင် channel လေးကို like လုပ်ပေးပြီး subscribe လုပ်ထားပေးဖို့မေတ္တာရှိထားတောင်းဆိုလိုက်ပါရခင်ဗျာ။မြေပြင်အခြေအနေမှာထောက်ခံအားပေးလိုသူတွေ၊ကူညီခြင်းသူတွေအတွက်လည်းကျွန်တော်တို့ channel လေးကအမြဲတမ်းအားပေးဖို့ဖိတ်ခေါ်လိုက်ပါရခင်ဗျာ။နောက်တစ်သိရှိရတဲ့တရင်တစ်ပုဒ်ကတော့လာရှိုးပုံစံမျိုးမဖြစ်ဖို့ပူးပေါင်းဆောင်ရွက်ရမယ်လို့ TNL လေးပြော။ ်စစ်အာဏာရှင်အမြင့်ဖြည့်ရေးအတွက် TNL က NUG အပါအဝင်မဟာမိတ်များနဲ့ဆက်လက်လက်တွဲမှာဖြစ်ပြီးတိတ်ပိုက်ထားတဲ့မြို့နယ်များစစ်ကောင်စီတန်းကိုပြန်ပေးရန်အစီအစဉ်မရှိဟုပြက်ပြက်သားသားပြောဆိုခဲ့ကြောင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာတရုတ်အစိုးရရဲ့အကြိမ်ကြိမ်ဖိအားပေးမှုတွေကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့ကိုကိုကန့်တက်မတော် MND ကစစ်ကောင်စီတန်းပြန်လည်လွှဲပေးခဲ့ရတာကြောင့်ဒီလိုပုံစံမျိုးထပ်မဖြစ်ရအောင်ပြည်သူလူထုအပါအဝင်မဟာမိတ်တပ်ဖွဲ့တွေအားလုံးပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့တအောင်းတက်မတော် TNL တွဲဖက်အတွေ့အတွေ့အတွင်ရင်မူဘုံမူကြီးတာပန်လာကပြောပါတယ်ဂျမန်နီမေလ၄ရက်နေ့မှာတအောင်တက်မတော် TNL ကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပြီးတရုတ်ရဲ့ PR တွေကိုလက်ရှိအချိန်ထိကြုံတွေ့နေရတာဖြစ်တယ်လို့လာရှိုးဖြစ်စဉ်မျိုးထပ်မံမဖြစ်ပေါ်စီဖို့အတွက်လည်းအလုံးပူပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ TNL ဘုံမူကြီးတာပန်လာကပြောဆိုပါတယ်။လာရှိုးပုံစံမျိုးမဖြစ်ရအောင်ရှိနေတဲ့ကျွန်တော်တို့ညီကိုမောင်နှမတွေပြည်သူတွေအားလုံးပေါ့နော် PSLF TNL ကဥဆောင်ပြီးမှဆောင်ရွက်နေတဲ့အတိုင်းလိုက်လံပြီးမှဆောင်ရွက်ပေးကြပါတချို့နေရာတွေမှာမြို့ကာကွယ်ရေးတပ်ဆိုပြီးဆောင်ရွက်ထားတာတွေရှိပါတယ်တက်တက်ကြွကြွပါဝင်ပေးဖို့လည်းမြစ်တာရက်ခံလိုပါတယ်ဒါကိုကျွန်တော်တို့ပြည်သူလူထုတွေရောမဟာမိတ်အဖွဲ့တွေကိုပါသတင်းစကားပါလို့ပါတယ်လို့ဗိုလ်မှူးကြီးတာပန်လာကပြောပါတယ်စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ရတပြည်သူတွေထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပြီးစစ်ကောင်စီနဲ့တရုတ်အစိုးရကပိတ်ဆို့ဖြတ်တောက်မှုတွေကြောင့် ဒေတာခံပြည်သူတွေအကျက်အတဲတွေနဲ့ကြီးကြီးမားမားရင်ဆိုင်နေရတယ်လို့လဲဘုံမူကြီးတားပန်လာကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ဒီအတွက်ပြည်သူလူထုတွေထပ်မံထိခိုက်နစ်နာမှုမဖြစ်ရအောင်စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးတာဖြစ်တယ်လို့လဲဆိုပါတယ်။ဖီအားပေးမှုကတော့အရင်ကလည်းရှိတယ်။အခုလည်းရှိနေတယ်။အခုလည်းကြုံနေရတယ်။ဖီအားပေးမှုမှာဘလို့အနီထားမျိုးမှာဖြစ်လဲဆိုတော့အထူးသဖြင့်တော့ပြည်သူလူထုထိခိုက်မှုအလွန်ပဲပြင်းထန်ပါတယ်။စကားစဘက်ကလည်းပိတ်ဆိုတယ်။တရုတ်နိုင်ငံဘက်ကလည်းဖြန့်ငါးပြက်ပုံစံမျိုးဆောင်ရွက်လာတဲ့အတွက် တရုတ်နိုင်ငံနေဆက်မှာနေကြတဲ့ပြည်သူလူထုတွေနေဆက်ကိုအခြေပြုပြီးမှစားဝတ်နေရေးကိစ္စဖြေရှင်းရခြင်းနေဆက်ကိုပိတ်လိုက်တော့ပြည်သူလူထုတွေအလွန်ပဲထိခိုက်မှုဖြစ်ပါတယ်လို့ပြောပါတယ်။တရုတ်ရဲ့ဖိအားပေးမှုတွေနဲ့စစ်ကောင်စီနဲ့နှစ်ဖက်ညီနိုင်ဆွေးနွေးချိန်မှာ TNL ကတင်းယူထားတဲ့မြို့တွေကိုစစ်ကောင်စီတံပြန်ပေးမလားဒါမှမဟုတ်ဥရဲအုပ်ချုပ်မလားဆိုတာနဲ့ပတ်သက်ပြီးလက်ရှိအချိန်ထိအဲ့ဒီလိုလှုပ်ဆောင်မှမျိုးမရှိသေးဘူးလို့ဗိုလ်မှူးကြီးတာပန်လာကပြောပါတယ်။ DNL လက်ရှိထိန်းချုပ်ထားတဲ့နေမြေတွေကို စစ်ကောင်စီတန်းကတိုက်ခတ်ရယူခဲ့ခြင်းကမဟာမိတ်တပ်ဖွဲ့တွေနဲ့ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုတွေရှိခဲ့တာကြောင့်သူတို့ရဲ့သဘောထားကိုလည်းအလေးထားရမယ်လို့ဆိုပါတယ်။လာရှိုးပုံစံမျိုးမဖြစ်အောင်လာရှိုးဖြစ်စဉ်ကြောင့်ကျွန်တော်တို့ပြည်သူတွေဘလောက်ထိတိုက်ခိုက်မှုဖြစ်သွားသလဲဆိုတော့နောက်ဆက်တွဲတွေရင်ဆိုင်နေရပါပြီ။အထူးသဖြင့်ကတော့လာရှိုးထဲမှာလည်းကျွန်တော်တို့တအောင်ပြည်သူတွေရှိပါတယ်။အဲ့ဒီမှာပြည်သူတွေရဲ့တွာလာမှုတွေကိုကန့်သက်ပိတ်ပင်မှုတွေအများကြီးကြားသိနေရပြီးမြင်လဲမြင်နေရပါပြီလို့လာရှိုးမျိုးကိုစစ်ကောင်စီတံပြန်လဲပေးခဲ့ရခြင်း ဒေသခံပြည်သူတွေလူခွင့်ရေးချိုးပေါက်ခံရမှုတွေပေါ်ဗိုလ်မှူးကြီးတာပန်လာက ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။တစ်တုံညာနှစ်ကုန်စစ်စင်ရေးနဲ့အတူဒေသတွင်းနေမျိုးတွေကိုတိမ့်ယူထိန်းချုပ်နိုင်ခဲ့ပြီးနောက်စစ်အာဏာရှင်စနစ်အပြည့်အသက်ချုပ်ငင်းရေးကိုဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့စစ်အာဏာရှင်စနစ်ကိုအမြင့်မပြတ်နိုင်ပါကနောင်မျိုးဆက်တွေမှာပါအခုလိုဆိုးရွားတဲ့အဖြစ်မျိုးတွေထပ်မံကြုံတွေ့နိုင်ရတယ်လို့လည်းဗိုလ်မှူးကြီးတာပန်လာကသတင်းစာရှင်းလင်းပွဲမှာထည့်သွင်းပြောကြားခဲ့ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရင်သတင်းထူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအ мян ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ